ဘလို့လဲနေကောင်းနိုင်မို့လားမိသားကောင်လေးနဲ့ရောမကြခဏစိတ်ကောက်ကြတော့မယ်လားအဲ့လိုစကားဆောက်လိုက်တဲ့ဆိုရင်ပဲသူ့မျက်ခုံးတွေကစက်ကနေတွန့်ကွေးသွားကြပြီမလို့ရပဲအတန်ကျေကျေနဲ့ဟက်ကနေကြီးချလိုက်တယ်ပြီးတော့ကျွန်တော်လက်မအောင်လှမ်းရရင်ရှင်ရလေးရင်တိုင်းမယ်တဲ့ဒါပဲပေါ့ဒါဇင်ဝတ်တာတာနှစ်တက်ကရစ်တရားလူတယောက်ကိုထူးထူးခြားခြားဘလောက်များပြောင်းလဲသွားစေမှာမို့လို့လဲ ူရာမခန္ဓာကိုယ်မှာအစီရီနည်းနည်းတိုးပြီးခေါင်းပေါ်ကစပင်တွေနည်းနည်းတိုးသွားတာလွင်လေယူလေသိမ့်နေဟန်ပန်မှုရာရင်တိုင်းမမဟုတ်လားသူဟာကျွန်တော်အတွက်စိတ်ဝင်တစားလှန်ကြီးခြင်းစရာကောင်းပေမဲ့ဘယ်တော့ကမှအပိုင်ဝယ်သိမ့်ခြင်းစရာကောင်းလောက်မစွဲဆောင်နိုင်ခဲ့တဲ့စာအုပ်တုံးနဲ့တူတဲ့မိမပါဟွန်းမဟုတ်သေးဘူးကျွန်တော်ကိုယ်တိုင်ကဝယ်မသိမ့်ချင်ခဲ့တာပါဒီလိုစာအုပ်မျိုးဟာအဲကမ်းမှတကူးတကနေရာပြီးဆင်ရိုက်ပြီးတင်ထားမယ့်စာအုပ်မျိုးလို့သတ်မှတ်ခဲ့မိတာမဟုတ်လား US ရောက်တော့ဟာ device ဘာမီတွေတွေ့တော့ရှင်ကိုသတိရသေးတယ်။ရှင်ကျမမီတွေဝတ်တုံးမဲလား။ဆွဆွညံ့ညံ့ပေါ်စိတ်လိုမကြတဲ့အခါကောင်မလေးတွေရဲ့မျက်နှာကို secret မီကုန်းနဲ့မှုတ်ထုတ်တဲ့အချင်းကိုလည်းပြင်လို့မရသေးဘူးလေ။ရှုံပါတယ်။ဒါနဲ့ရှင်အခြေကောက်ကလေးနဲ့ရောအဆင်ပြေရဲ့လား။ကြည့်ခင်ကျဉ်းကျဉ်းနာနာပါပဲ။ကိုသားတော်ဒုတိယရန်ရောက်ပြီလေ။အိုးကျွန်တော်သိတာပေါ့။ပြည့်ရွံ့သွားတဲ့သူ့မျက်နှာတခုခုရှုံးနေသွားတယ်လို့မျိုး ။တစုံတရာအတွက်မနာလိုဖြစ်သွားသလိုမျိုးခံစားသွားရတယ်ဆိုတာ။မတွေ့ရကြလို့လက်ရည်တက်လာမလားမှတ်ပါတယ်။သူဘာမှမတိုးတက်သေးပါလား။ပေါမောခတရားအရှုံးပေးလဲအားလောက်မယ်အသိဉာဏ်ပညာတွေနောက်ကိုတကောက်ကောက်နဲ့လိုက်ခဲ့ပေမယ်စိတ်ခံစားမှုကတော့တက္ကသိုလ်ကျောင်းသူအဆင့်မှာပဲရှိနေပါသေးလား။ကျော်တော့ဖြင့်ရှေးရဥဆောင်ခြင်းတည်းခေါင်းဆောင်မှုပေးမယ်မိမခံစားမှုကြအလေတန်းတော်မအောင်သေးပါလားသူဘာဖြစ်လို့အခုလိုဖြစ်နေရတာလဲ ကျွန်တော်သိတာပေါ့အဲ့ဒီအကြောင်းတွေပြောချင်လို့ဒီဝိထုကိုအခုလိုစောင်းဝင်ကမ်းမျိုးနဲ့စဖွင့်လိုက်တာပါအချိန်ကာလတွေကိုအခွေတခွေနောက်ပြန်ရည်တလို့ရင်းလို့ရမယ်ဆိုရင်လွန်ခဲ့တဲ့ဆယ်စုနှစ်တစုစာကာလတွေကိုမြင်အောင်ကြည့်လိုက်ပါအဲ့ဒီတော့ဟာကျွန်တော်တို့နှစ်ယောက်စတွေ့ခဲ့ကြတာပေါ့လောကမှာတွဲမစားကောင်းတဲ့အရာတွေရှိတယ်လို့အတူတကွရှင်တွဲမထားကောင်းတဲ့အရာတွေလည်းရှိရဲဆိုရင် သူနဲ့ကျွန်တော်ရှေ့ဆုံးကပါပါလိမ့်မယ်ကျွန်တော်တို့နေရာဝါရရေးရမှာတော့၃နဲ့၄ပါပဲ ဇာနေတော်ကမ္ဘာလောကကြီးရဲ့တောင်ကျင်းလေးတစ်ထောင်မှာလာရောက်တွေ့ဆုံစေခဲ့တဲ့ကံကြမ္မာရဲ့မခုံးမခန့်နိုင်မှုကိုကျွန်တော်ကတော့တန်တော်နဲ့ရီမောခဲ့မိပါရဲ့ပညာငငတ်တက်ကိုကိုွယ်ပြီးမာနာရီကိုဟိုးကောင်းကင်ထက်မှာချိန်ထားခြင်းနဲ့မိမတယောက်နဲ့မှာကျွန်တော်ကူစားရလေတက်တိုက်ဆန်ဆန်လာဆောင်ရတယ်လို့သူအလူရီအားလုံးပညာတတ်မဖြစ်တော့မချင်မရဲဖြစ်နေတတ်တယ်လို့လူငယ်တွေတစ်ဖက်ဤဆိုင်ထိုင်တာကိုလေအလဟတ်တဲ့အချိန်ဖြုံးမှုတစ်ခုလိုယူဆနေတတ်သူပါ ျွန်တော်ကလည်းပညာရေးဆိုင်ရာစာအုပ်တွေကိုဝါးစားတယ်လို့ဖတ်ခိုင်းတော့တာပဲ။သူနဲ့မတည့်တဲ့ထဲမှာအဲ့ဒီကိစ္စတွေကရှေ့ဆုံးကပါပါတယ်။ဟဲ့မင်းနေတယ်လေ။ကျွန်မပေးထားတဲ့စာအုပ်ဖတ်ပြီးသွားပြီလား။ဖတ်နေပါရဲ့အချိန်နဲ့တော့ပြီးသွားမှာပေါ့။အခုပဲခန်းရောက်ပြီလေ။ Chapter 1ဖျားကြီးတလောင်းရက်တွေကြာနေတာတော့မှအခန်းတစ်ကမတက်သေးဘူးလားတနေ့ကိုနှခန်းသုံးခန်းကြာအောင်တော့ဖတ်မှာပေါ့ရှင် ဒီပုံနဲ့သာဝင်းမုံမျိုးပွားရေးပညာအကြောင်းရှင်ဘဲတော့နားလည်နိုင်ပါလေ။အချိန်နဲ့တော့သူ့လိုလိုဖြစ်သွားမှာပေါ့မျိုးသမီးရဲ့။ဘာဖြစ်လို့ဒီလောက်တောင်များလုံးနေရတာလဲ။ဘာလဲ။ကဘာကြီးကမျက်ပြန်ပြတ်တော့မယ်တဲ့လား။ပြီးတော့အဲ့ဒီပညာရဲ့တွေကိုနားမနေတော့လောကကြီးမှာနေလို့မရတော့ဘူးတဲ့လား။ဟေးရှိုင်းလိုက်တာ။အဲ့ဒါပါပဲ။အဲ့ဒီမှာစားတွေ့တာပါပဲ။ तू ကပညာတတ်စကားပြောလေ။ကျွန်တော်ကရွေ့လေးနဲ့မုံလုံးဆက်ကူကတ်ကြတော့တာပဲ။ သူဟာဂျာမန်စကားပြောတတ်ကြဖို့အတွက်ဖော်ဆက်တယ်။ကျွန်တော်ကအပြီးတမှာသင်တန်းမှာနှစ်ယောက်စာစီရင်ပေးတယ်။သူဟာပဝင်းချိန်ထိမ့်သိမ့်ရေးအကြောင်းပြောတယ်။ကျွန်တော်ကတခါတုံးတူလောက်တဲ့ဆက်အကြောင်းရှင်းပြတယ်။အဲဒီတော့ရှင်ဟာတော်လန်ပုံကန်ချင်းစိတ်အပြည့်ရှိရဲ့ဘူဟီမီယန်လို့ကျွန်တော်ကိုဆွဆွဲတော့တာပဲ။ကျွန်တော်ကပညာတတ်စန့်ချင်ရေးသမားမဟုတ်ပဲပညာအောင်မြတ်နိုးသူဖြစ်ပေမယ့်လိုအပ်တာနဲ့ရှည်တန်းတင်လို့နာဟုတ်တာယာကြီးကြီးဖြစ်တတ်သူပါ။ ကဘာကြီးလဲပန်းနေတာအသိပညာအတတ်ပညာတွေကြောင့်မဟုတ်ပါဘူးလို့ကျွန်တော်ပြောတဲ့အခါ "तू ဟာဒါဆိုရင်ဘာကြောင့်လဲ?"လို့မေးတယ်။တဘာဝတရားကြောင့်ပေါ့။ပညာတွေမိုးပြန်အောင်တတ်ပါစေ။တဘာဝတရားကိုတော့ဘယ်သူမှကြော်လွန်လို့မရအောင်။တဘာဝရဲ့အကန့်အသတ်တည်းမှသာရှင်သန်ကြရတာ။သူဆိုတာအချိန်တန်အရွယ်ရောက်ရင်ရည်စားထားမယ်။အိမ်တော်ပြုမယ်။မျိုးဆက်ပြန်ပွားမယ်။အဲ့ဒီအတွက်ဘယ်သူမှ Cambridge ကဘွဲတခုရရှိရမလို့။ဘာသာစကား၄မျိုးလောက်တတ်ရမလို့။ ဝင်းပုံမျိုးပွားတဲ့ပညာအောင်လည်းနားလေစရာမလိုဘူး။ဒါပေမဲ့ဘဝဆိုတာအိမ်တော်သားမွေးကိစ္စနဲ့ပြီးတာမဟုတ်ဘူးလေ။လောကကြီးတိုးတက်ရာတိုးတက်ကြအောင်အတွက်တခြားကိစ္စတွေလုံးစရာရှိသေးရဲ့။အဲ့ဒီအတွက်လူတိုင်းပညာမတတ်သင့်ဘူးလား။တတ်သင့်တာပေါ့။တတ်ရင်ကောင်းတာပေါ့။ဒါပေမဲ့လူတွေအားလုံးတဏ္ဍတစားတဲ့ပညာတတ်ဖို့ဆိုတာကတော့ဘလို့မှမဖြစ်နိုင်ဘူး။လူတွေကိုတန်းတူညီဖို့ဆိုတာမျိုးကမတွေးသင့်ဘူး။အတူတပြန်မင်းတို့ဗုဒ္ဓဘာသာမြန်မာမျိုးသမီးဟာပို့ပြီးတော့မတွေးသင့်ဘူး။ ဲ့ဒီအတွေ့မျိုးလီနင်လည်းတွေ့ဘူးတယ်စတာလင်လည်းတွေ့ဘူးတယ်ဒိုင်းမန်ဖြစ်နိုင်ဘူး तू ကတန်းကြီးလို့မရတာလူတိုင်းပညာတတ်ဖြစ်အောင်လေ့ကျင့်သင်ကြားလို့ရတယ်လို့ယုံကြည်နေပြန်တယ်။သူအဲ့လိုယုံတာအဖြစ်တော့မဆိုတော့။ဘာလို့ဆိုကျွန်တော်နဲ့တွေ့ရတဲ့အချိန်မျိုးမှာတော့အိတ်ဆောင်အပီးတံကိုယူလာပြီးစကလုံးဆယ်လုံးရအောင်စက်နေတတ်လို့ပါ။ဒါပေမဲ့ပါရမီမပိုင်းတနည်းကိုနိုင်20လေ့ကျင့်သင်ကြားပါစေ။အိုင်းစတိုင်းမဖြစ်နိုင်သလိုဒိုက်ကာဝူနဲ့ဒေးဗစ်ဘက်ခမ်းလည်းမဖြစ်နိုင်ပါဘူး။ ပြီးတော့အိမ်တော်ကြီးဆိုတာပါလီမန်အမတ်ရွေးတာမဟုတ်သလိုတက္ကသိုလ်ဂုဏ်နူးဆောင်နိုင်ငံကခန့်ထားတာလည်းမဟုတ်တဲ့အတွက်ဘွဲတွေတရာစင်လောက်ရလဲအိမ်တော်ကြီးตายရမယ်လို့အာမမခံနိုင်ကြောင်းကျွန်တော်ရှင်းပြတဲ့အခါမှာသူကခဟဟရှိပါတယ်ဘသူကအိမ်တော်ကြီးကြောင်းပြောနေလို့လဲမင်းအိမ်တော်မပြူတော့ဘူးလားကျွန်မစဉ်းစားအောင်မယ်သူကအနိုင်ပိုင်းလိုက်နိုင်သူတယောက်လို့တဝိုင်းလုံးဆွဲစားလိုက်နိုင်သူတယောက်လို့ပမာမခန့်ပြုံးနေ ။ဒါမှမဟုတ်သူမနိုင်ပါဘူး။သူအဲ့လိုရိုက်ချလိုက်မယ်ဆိုတော့ကျွန်တော်ကြိုပြီးတော့မျောလင့်ထားမိလို့ပါ။အချိန်ကုန်ခံပြီးစဉ်းစားမနေပါနဲ့။မင်းအိမ်တော်မပြုတ်ရဲပါဘူး။အဲ့တော့ကိုယ့်ရဲ့တနစ်စာလောက်ခနဲ့ပုံလောင်ရဲတယ်။မင်းပဲတော့မှအိမ်တော်ပြုတ်ပြတ်မှာမဟုတ်။ဘာဖြစ်လို့လဲသိလား။မင်းတိတ်ကြောက်နေလို့ပေါ့။ဘက်ဘက်ကအောင်မြင်နေတဲ့မိမတရားအိမ်တော်ကြီးကမှအဖျားရှူပြီးကြာဆုံးသွားမှာစိုးလို့ပေါ့အဲ့ဒီစွန့်စားမှု risk ကိုမင်းပဲတော့မှယူရဲမှာမဟုတ်ဘူး ါမဲ့တစ်ချိန်တည်းမှာပဲမင်းဟာအများသူငါလို့ကိုအိုးကိုအိမ်ကိုမိသားစုနဲ့နေချင်တဲ့စိတ်နဲ့တစ်သလုံးချိန်စာမိသွားရလိမ့်မယ်။ကိုပြောတာရော။သူကမျက်နှာတစ်ခုလုံးနှီးရဲသွားပြီးခက်တိုးတိုးချိန်ဆလိုက်တယ်။ပြီးမှကမန်းကနန်းမေးတယ်။ရှင်မဖြစ်လို့အဲ့လောက်တောင်တေးချနေရတာလေတဲ့။ကျွန်တော်ရိုးရိုးလေးဖြေလိုက်တယ်။ကိုကမင်းရဲ့စိတ်ကိုဖတ်နိုင်နေလို့ပေါ့။မင်းမသာဘွဲတွေဘလောက်ပဲယူထားယူထား။ကိုကတဘာဝအတန်းပညာမှာအမြဲတမ်းမင်းထက်တန်းကြီးတယ်။ အဲ့ဒါတော့မေးအောင်မရှိနဲ့အဲ့ဒီနောက်ပိုင်းကျွန်တော်တို့နေရာတပြေးပြေးနဲ့အတွေ့ကျဲသွားကြသလိုအသေးတွေလည်းပုံမာခဲ့ကြတယ်။သူကတင်တန်းတွေတစ်ခုပြီးတစ်ခုတက်ပြီးကျွန်တော်ကတော့ကောင်မလေးတွေတယောက်ပြီးတယောက်ကိုတွဲဖြစ်ခဲ့တယ်။ကျွန်တော်ပြီးမှကျွန်တော်ရဲ့ secret ငွေကိုရှူရှိုက်ခွင့်ရတဲ့သူတွေထဲမှာသူ့လိုပညာတတ်မိမတယောက်မှမပါစေခဲ့ဘူး။တော်ယုံတန်ယုံပွဲတစ်ပွဲဆိုရင်တော်ရော့ပေါ့။မလိုအပ်ပဲအမိတွေရှိစရာမလိုပါဘူး။ကျွန်တော်အမေကတော့ ထမြက်ပြီးပညာတလုံးနဲ့မိမာရီတကားချောက်ပေါက်ကားကြီးတွေလိုပဲတီဗီပါတယ်ရေခဲတက်တာပါတယ်အစည်းအဝေးတောင်မှကျင်းပလို့ရတယ်ဆိုတော့ကယ်ဒီလက်စ်ကားကြီးတွေလိုပေါ့အပူစားတာတွေနဲ့မလိုအပ်ပဲလေးလံ့နေတယ်လို့ကျွန်တော်ထင်တာပဲကားတက်စီရပေါ့ပေါ့ပါပါနဲ့မောင်းနေလို့ရမယ်တက်တောင်တက်တာစီးနှင်းလို့ရမယ်ဆိုရင်တော်ပြီပေါ့ဘာလို့အကျဲချဲ့နေရမှာလဲတခုတော့ရှိရပေါ့သူဟာကိုဖီယာနန်တို့ ဗန်ကီမောနိုတို့နေရာကိုချိန်ရွယ်နေတယ်ဆိုရင်လေပွဲရီတစ်ခုပြီးတစ်ခုထပ်ယူပါစီပေါ့ကျွန်တော်ကတော့ကျွန်တော်အပေါ်နားလေတဲ့ကောင်မလေးကိုပဲလက်ထပ်ယူခဲ့ပါတယ်ကျွန်တော်တို့လက်ထပ်ပွဲကိုသူရောက်မလာပါဘူးသူ့ရဲ့ PhD ရတဲ့ဂုံယူဧည့်ခံပွဲကိုလည်းကျွန်တော်မသွားရောက်ဖြစ်ခဲ့ဘူးနှစ်တွေတနံတလျားမဟုတ်ပေမဲ့ကျွန်တော်ဒိုင်ယာရီမှတ်တမ်းခုနှစ်အုပ်လောက်မှာသူပါဝင်ခွင့်မရပဲအခုမှတိုက်တိုက်ဆန်ဆန်လာရောက်စုံစည်းကြတာပါသူကန္နာကောင်မအသားရည်နည်းနည်းတိုးပြီး ူ့မျက်နှာမှာရင်ကျက်မှုတွေပိုပြီးပြေဆုံးလာပေမယ့်ကျွန်တော်သိတဲ့သူဟာသူ့ကြာကြာမပြောင်းလဲသေးပါဘူးအရင်ကလိုပဲဆွေတူတူနဲ့တွက်လက်ပေါ်ပါပြီကိုယ့်ကိုယုံကြည်မှုရှိပုံအပြည့်နဲ့ပေါ့ပြောရရင်ကာရီလန်ဆိုတဲ့အမှတ်တစိုက်ကိုအဝေးရအောင်ထင်းကနေမြင်နိုင်နေဆိုတဲ့ဟန်ပန်နဲ့ပါ သူ့ကိုစားအုပ်တော်လို့သဘောထားခဲ့တဲ့ကျွန်တော်ဟာအဆုံးထိဖတ်ဖို့စိုးရွံခဲ့တာမျိုးလားလို့တော့ကိုယ့်ကိုယ်စဝေးစွာဖြစ်လာစေခဲ့ပါသေးတယ် secret ကိုဟိုဘက်လက်တောက်ဆံမှာ ချင်းနိုင်မတော့ပဲနဲ့မိတက်လိုက်တော့ဒါနဲ့ပြောဆက်မအောင်ရှင်သားရှင်နဲ့တူရဲ့လားอืมစိမ့်ချစ်ပေါ့တပုံနဲ့ပဲဒါဆိုကျမဗီရင်ဟောလိုက်မယ်ရှင်လိုပဲတပုံစိတ်ပြည်နေကြေးကန်ကန်လေးပြည့်ရမယ်ဘယ်နဲ့လဲอืมဖြစ်နိုင်ပါတယ်ဒါနဲ့ရှင်ကျမအောင် စကားချွေးဆက်စရာတခုရှိသေးရဲ့နော်ရှင်ဟာတဘာဝအတန်းပညာမှာကျမထက်အမြဲတမ်းတန်းကြီးတယ်ဆိုတာလေအားအောင်ရှင်းစမ်းပါဦး ။ "तू မမေ့သေးပါလား။ဒါမှမဟုတ်အခုမှကောက်ခါငင်ကတတိယသွားတာများလား။ဆိုပါစို့ကျွန်တော်မှတားလီတယောက်ရှိရဲဆိုတာကိုသိသွားပြီ။မခံချင်းဖြစ်ရင်းနဲ့ဖြစ်ဖြစ်ပေါ့။ဘာကြောင့်ပဲဖြစ်ဖြစ်အဲ့ဒီမိကုံးကိုမေးလာဖို့ရတဲ့အတွက်လဲကျွန်တော်ကဝမ်းသာရပါတယ်။ကိုပြောခဲ့ဘူးသလိုပါပဲ။လူဆိုတာတဘာဝနဲ့အတူလိုက်လံကြည့်ပြရတယ်။ကြောင်ပြေးတဲ့အရွယ်မှာကြောင်ပြေးပြီးအလုံးလုံးတဲ့အရွယ်မှာအလုံးလုံးရမယ်။အိမ်တော်ပြုတ်တဲ့အရွယ်မျိုးဆက်ပြန့်ပွားတဲ့အရွယ်တွေမှာလည လိုအပ်ချက်အတိုင်းပြုမှုရမှာဒါမှကြီးပြင်းရင်ချက်တယ်လို့ခေါ်တယ်။ဒါဖြင့်ကျမကမရင်ချက်သေးဘူးပေါ့။အမှန်ပဲ။မင်းကိုလိုရင်ချက်ဖို့အတွက်အဆင့်20လောက်လိုသေးတယ်။မင်းရဲ့လောက်ကအမျိုးသမီးလေးတရားဝေးဖွားခွင့်တင်အောင်မင်းအပြည့်အဝလိုက်ရောနားလည်ပေးနိုင်ဖို့အတွက်မင်းကိုယ်တိုင်အဲ့ဒီအဆင့်ကိုကြော်ဖြတ်ပြီးမှဖြစ်နိုင်မယ်။စောင်းတွေဖတ်ပြီးတော့ခန်းစားလို့ရပါတယ်လို့လာမပြောနဲ့။အဲ့ဒါအထူးရောက်ပဲ။ လူဘဝကိုအပြည့်အဝနားလည်ဖို့အိမ်နောက်တဲ့ဘဝကိုမဖြတ်တန်းဘူးပဲဘလို့မှမဖြစ်နိုင်မိဘသားပညာရေးဘလောက်တက်တက်လူပီသားရဲ့အစစ်အမှန်ခံစားမှုဆိုတာတကယ်လောကရဲ့အတွေ့အကြုံကိုသာပေးနိုင်တာကိုထင်တယ်လေလူမျိုးနွယ်မိသားစုတစုကိုဥစားမဲ့သူဟာအပြိုကြီးလူပြိုကြီးများဖြစ်လို့ရတော့အဲ့ဒီမိသားစုကအပြည့်အဝတိုးတက်မှုကိုဘယ်တော့မှမရနိုင်ဘူးကျမမယုံမင်းယုံမှာမဟုတ်ဘူးဆိုတာကိုသိတယ် မင်းကိုယ်တိုင်အိမ်တော်တဲ့ဘဝကိုမရမချင်းဘယ်တော့မှလက်ခံမှာမဟုတ်မင်းအိမ်တော်တဲ့ဖြစ်လာတော့ပါသားတစ်ချိန်တော့မာနထားခဲ့တာတွေမလိုအပ်ပဲအေးပြားပါခဲ့တာတွေဟာလက်ကားပါလားဆိုတာကိုသဘောပေါက်လာလိမ့်မယ်အဲ့ဒီကြောင့်မှသာလူတွေပြောပြောနေတဲ့လူဘဝဆိုတာဒါပါလားလို့နားလည်လာလိမ့်မယ်သူမျက်နှာကိုကြည့်ရုံနဲ့ကျွန်တော်စကားတွေပေါ်မှာသူအပြည့်အဝလက်မခံနိုင်ဘူးဆိုတာသိတာလာပါတယ်အခုလက်မခံလဲတစ်ချိန်ချိန်တော့သူလက်ခံလာမှာပါဒါမဲ့အဲ့ဒီတစ်ချိန်ချိန်ကိုသူချုံနိုင်မှာမလား ဆိုရင်သူနဲ့ကျွန်တော်ကြားအတိအမြင်ခွာဟမှုဟာအတော့ကြီးမားနေခဲ့ပါပြီ။အဲ့ဒီလိုကြီးမားသွားရတာကျွန်တော်ကရက်ကြံခဲ့ပြီ။ तू ကသွားနေလို့လား။ဒါမှမဟုတ် तू ကကြံရိခဲ့ပြီ။ကျွန်တော်ကသွားနေလို့လား။အဲ့ဒါကိုရော तू တွေးမိပါမလား။တောင်းကြတော့ကျွန်တော်တို့နှစ်ယောက်နှုတ်ဆက်ပြီးလမ်းခွဲခဲ့ကြတယ်။အတော်ဝေးဝေးရောက်မှလှည့်ကြည့်တော့သူ့ကိုမှုံပြပြပဲတွေးမြင်ရပါတော့တယ်။ထက်မြက်ပြီးပညာတတ်သူတယောက်ရဲ့မျိုးဆက်သူတွေလူလောကကြီးထဲမှာပေါက်ဖွားလာခဲ့ရင်ဖြင့် အတော့အကျိုးရှိမှာပါ။သူ့ရဲ့အိမ်တော်ဘာသူ့လိုပညာရတဲ့တယောက်ဖြစ်ခဲ့ရင်ကောင်းပါတယ်။တကယ်လို့ပညာမတတ်လေအကြောင်းတော့မဟုတ်ပါဘူး။ရှုံးမအောင်ကြောက်ပြီးမကစားဘဲနေရင်တော့ကစားဝိုင်းအပြင်ဘက်ကိုရှောင်မန်းမသိရောက်သွားတဲ့အကြောင်းသူ့ကိုကျွန်တော်ရှင်းပြချင်ပါသေးတယ်။